အားလုံးပဲမင်္ဂလာပါကျွန်ချက်စီတင်ကိုချင်းမြတ်နိုအပိနေရဘရာသာညီကိုပြည်သက်တီအားလုံးပဲမင်္ဂလာအပေါင်းနဲ့ခံကြောင်းပါစီလို့ဥစော်ဘရောင်းနှုတ်ခွန်းဆက်သလိုက်ပါတယ်။ဒါကျွန်တော်အာဆင်နယ်အသင်းနဲ့ချက်စီအသင်းပွဲစဉ်အပြီးမှာကျွန်တော်ရဲ့နောက်ခံစားသမားတဦးဖြစ်တဲ့ဝက်စလီဖိုဖာနာဟာဆိုလို့ရှိရင်လူမျိုးရင်းနဲ့ဆိုင်တဲ့ကျွန်တော်ဝေဖန်မှုတွေကိုခံနေရတယ်လို့ကျွန်တော်သိရတယ်။အဲဒီအပေါ်မှာချက်စီအနေနဲ့လည်းအခုချိန်မှာ statement ထုတ်ပြန်ထားတယ်အဲ့ဒါဘာလဲဆိုတော့ ဝက်စလင်နဲ့တကွသူတို့ရဲ့ပလေယာတွေဘက်ကနေဒီလိုမျိုးဝေဖန်မှုတွေကိုသူတို့ဟာအတူတကွတုတ်ပြန်ပြီးတော့ရင်ဆိုင်သွားမှာဖြစ်တယ်ဆိုပြီးတော့ထုတ်ပြန်လာခဲ့တာဖြစ်တယ်။အထူးသဖြင့်ကတော့ ကျွန်တော်တို့ဗျာဟိုအသင်းရဲ့ form မကောင်းတာသူ့ရဲ့ကစားပုံမကောင်းတာသူ့ရဲ့ quality နဲ့ပတ်သက်ပြီးဂျင်းနဲ့အာယူအားရမှုမရှိတာနေနဲ့ပတ်သက်ရင်တော့ကျွန်တော်လည်းလက်ခံနေပြောလို့ရဆိုလို့ရတယ်ဟာ injury prone player ကြီးကွာမင်းကအားနေစေးုံပဲတက်နေရပဲစသဖြင့်ပေါ့နော်ဒါပေမဲ့ဒီလိုမျိုးလူမျိုးကြီးနဲ့ဆိုင်တဲ့ခွဲခြားဆက်ဆံခံရမှုတွေအပေါ်မှာတော့ဒါကကျွန်တော်မဖြစ်တဲ့အနေထားတရဲလို့အားလုံးကယူဆကြတဲ့အချိန်ဒါအခုချိန်မှာတော့စတင်ပြီး Chelsea Club အနေနဲ့တခြားသောဒီ authority တွေနဲ့ပေါ့နော်ပေါင်းဆက်ပြီးတော့ အဲကျွန်တော်လှုပ်ဆောင်စရာတွေကိုလှုပ်ဆောင်တော့မှဖြစ်တယ်လို့ကျွန်တော်နေသိရတာပဲဖြစ်တယ်ဖူဖာနာကိုယ်တိုင်ကလည်းသူဝေဖန်ခံရတဲ့အဲ message တွေနဲ့ပတ်သက်ပြီးတော့ screenshot ရိုက်ပြီးတော့ဒါမျှဝေနေတဲ့အပိုင်းတွေရှိသလိုဒါ Chelsea သင်းထံကိုလည်းပို့ပို့ထားတာရှိတယ်လို့ကျွန်တော်နေသိရပါတယ်ဆိုတော့ကစားသမားတွေအတွက် mentality အများကြီးထိခိုက်နိုင်တဲ့အနေအထားမျိုးတွေကိုတော့ တက်နိုင်တော့မလုပ်တော့အကောင်းဆုံးလို့ကျွန်တော်နေမြင်မိတာပဲဖြစ်တယ်ပေါ့နော်ဒါကအထူးထူးခြားခြားကျွန်တော်တို့တက်လာတဲ့သတင်းလပုတ်အနေနဲ့တင်ပြပေးတာပါတစ်ဖက်မှာတော့ဒါချက်စီးတင်းရဲ့တာဝန်ရှိသူတွေကအာဆင်နယ်တင်းရဲ့ပွဲစဉ်ကချက်စီးတင်းရဲ့ရလက်အပေါ်မှာကျွန်တော်တို့တိတ်ပြီးမကြိုက် မကြိုက်ဘူးပေါ့ဗျာရှုံးတာတော့သူကမကြိုက်ဘူးဒါပေမဲ့လေသူတို့အနေနဲ့ Chelsea ကိုအပြေးဝဆက်လက်ပြီး support ပေးတယ်သူတို့ရဲ့ player တွေဟာအဲ့ဒီပွဲစဉ်မှာသူတို့ရဲ့အကောင်းဆုံးပုံစံတွေကိုအပြေးဝပေးစွမ်းကစားခဲ့ကြသလိုနီးပြအနေနဲ့လည်းအကောင်းဆုံးသူရဲ့နီးပြူဟာတွေနဲ့ဒီပွဲစဉ်ပေါ်မှာချင်းကပ်ခဲ့တယ်အဲ ဘောလုံးဆိုတော့အနိုင်ရှုံးရလက်ရှိတာကိုသူတို့ ਨੇ နားလေတယ်ဒါပေမဲ့ဒီယာတီမှာသူတို့ရဲ့အဓိကယူမချက်ဖြစ်တဲ့ဒါကျွန်တော်တို့ချန်ပီယံလိဝင်ခွင့်တနေရာအတွက်ကိုလည်းဆက်လက်ပြီးတော့သူ့ရဲ့နီးပြတွေသူ့ရဲ့ကစားသမားတွေကိုသူတို့ ਨੇ fully support ပေးပြီးတော့ဆက်လက်ပြီးတော့တွန်းအားပေးသွားမှာဖြစ်တယ်လို့ကျွန်တော်တို့ ਨੇ သိရတာပဲဖြစ်တယ်ပေါ့နော်ဆိုတော့အာကျွန်တော်တို့ အသေးတာဝန်ရှိသူတွေအနေနဲ့ကတော့တိတ်ပြီးစိတ်ပြတ်တာမျိုးဘာညာမရှိဘူးဆိုတဲ့အနေအထားမျိုးဖြစ်တယ်။နောက်ပြီးတော့နီးပြဖြစ်သူအန်ဆိုမာစကာကိုရိုင်းကလည်းသူ့ရဲ့ကစားသမားတွေနဲ့ပွဲပြီးတဲ့အချိန်မှာတွေ့ဆုံပြီးတော့သူ့ရဲ့ဟို ဒီအိုက်အာဆင်နယ်တင်းတဲ့ပွဲစဉ်ကအနေထားမျိုးတွေကနေသင်ကန်းစာယူပြီးတော့ရှေ့ဆက်မဲ့ပွဲစဉ်တွေမှာစိတ်ဓာတ်မကျဘဲနဲ့အကောင်းဆုံးပုံစံတွေကိုဆက်လက်ပြသဖို့နဲ့သူ့အနေနဲ့အကောင်းဆုံးပလန်တွေနဲ့အတူကစားသမားတွေရဲ့စူးစမ်းအထောက်အမှုပေါ်မှာမူတည်ပြီးတော့အခွင့်အရေးတွေပေးဖို့အတွက်အသက်အနေထားမျိုးမှာရှိနေစေဖြစ်တယ်လို့ကျွန်တော်လည်းသိရပါဗါတယ်။တစ်ဖက်မှာတော့ကျွန်တော်အငှားချထားရတာကနေပြန်ခေါ်ထားခဲ့တဲ့ကျွန်တော်ရဲ့နောက်ခံကစားသမားဖြစ်သူ Trevor Chalaber နဲ့ပတ်သက်တဲ့တဲ့တင်မှာအဲ့ဒါကတော့ Chalaber အနေနဲ့ဒီယာဒီမှာလဲလက်ကျန်ယာဒီအထီးပေါ့နော်ဆက်ပြီးသူဒီကစားခွင့်နဲ့ပတ်သက်ပြီးတော့ပျောက်ဆုံးနေအောင်မယ်သူဒီ တတိယဦးစားပေးအဆင့်လောက်သာဖြစ်နေအောင်မယ်ဆိုလို့ရှိရင်တော့ယာဒီကုံကပြန်ပြီးတော့ Chelsea တင်းကနေထွက်ခွာနိုင်မယ့်အခွင့်အရေးတွေကိုကြိုးပမ်းသွားဖို့ရှိတယ်လို့ကျွန်တော်သိရတယ်။လက်ရှိမှာ Premier League ကလပ်တင်းချိုးက Trevor Chalobah ကိုစောင့်ကြည့်နေတာရှိသလို Serie A ကလပ်ချိုးကလည်း Trevor Chalobah နဲ့ပတ်သက်ပြီး Chelsea အသင်းနဲ့ဆွေးနွေးမှုချို့ကိုပြုလုပ်ချင်နေတယ်လို့ကျွန်တော်နေနားလည်ထားတာပဲဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်ကျွန်တော်ဒီနေ့ညခင်းမှာတင်ဆက်ပေးခြင်းနဲ့ Chelsea သတင်းအတူထွာလေးတွေပဲဖြစ်ပါတယ်။စုံလေးကြည့်ရှုအားပေးကြတဲ့ပရိသတ်တွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။အားလုံးပဲ see you next video ပါနော်။